တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ဤတုံချမ်းဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်န်းစာကိုသိမ်းမြင့်တောင်ဘုံချောင်းကိုသူ့အိမ်လုပ်ပြီးဘာရီချေကွဲနေတယ်မသိဘူးရန်ဒါဘောကခုံချသွားလို့မတင်ရွှေနဲ့လမ်းပြီးစောစောစီစီမေ့တယ်လို့သတိမရဘူးလို့ဖြစ်ပြီးစကံဘူးဖားကြီးစီရောက်သွားရော အမဖားကြီးကလည်းဂုံးဝါဆိုပြီးမတင်ရွှေကိုစစ်စရာရှိတာစင်ဒီဘက်ကကိုသိမ်းမြင့်မိမဤတုံချမ်းကလည်းဟာတာတာနဲ့တယောက်ချားကိုသတိရနေလားသတိရနေတော့အိမ်ကမီးခလုတ်တွေပြက်လို့မီးစရာ ကြားကြီးခေါ်ပြင်တာဘာမှတော့လုပ်ဆရာမလုပ်ဘူးကြည်ုံနေတဲ့ကောင်းသွားတာဝိုးမအကြကြီးအရာငနေကဒီခလုတ်တယ်မဟုတ်ဘူးဤတုံချမ်းကိုပါမျက်လုံးနဲ့ဒီထုံနေတဲ့ပြီးတော့မုတ်ဆိုးမဆိုတာတကယ်ကိုယူရဲဆိုပြီးလက်တော်ကောင်းနန်းသွားတဲ့ဝိုးမကြားကြီးမှာဒီခေါ်ပြင်ပြီလားဤတုံချမ်းတို့ငါးပါးမောက်တော့မယ်အလုံးနဲ့ဤတုံချမ်းလဲနာမည်နဲ့လိုက်တယ်တုံတုံနဲ့အဝိတ္တနှမ်းနေရင်မတင်ရွှေတို့နေမယားပြန်လာတာတွေ့တော့မနာလိုဘူးသူကတော့ယောက်ျားသေးတာလို့ကြေးခွဲနေတာသူတို့ကပြော ော်လို့မြှုပ်လို့ဆိုတော့အဆင်မပြေဘူးမတင်ရွှေနဲ့သူနဲ့ကဒင်းညီမတွေဒါပေမဲ့အလို့ဆိုသူပဲလုံနေရပြီ မတင်ရွှေကအေးဆေးဆိုတော့ဒိန်နဲ့နေပြီးအဆင်မပြေကြဘူးပြီးတော့မတင်ရွှေယောက်ျားကဝေးသားသားဖြစ်တော့သူတို့စီးပွားရေးတွေလောအကြီးအုံမှာစိုးရိမ်နေပြန်ရော အဲ့တော့ဟာချိုးလဲကြားသွားပြီစိတ်မကောင်းနေဖြစ်ပြီးသူလဲအုပ်ဆရာချီတာလို့ဂျာကြီးကလည်းမိပြင်းနဲ့အချိုးအချောင်းလိုက်ရှာရင်တခါအချိုးညမနဲ့ပါ तू ကโอเคနေတော့ အချိုးကငနေကိုကြည့်မြရတာနဲ့ထိုးပစ်လိုက်တယ်အမဂျာကြီးတဲ့ငချောက်ဖုံမရလက်သီးရဖြစ်ပြီးပြန်ပြေးပြီမယ်အချိုးကတော့ညှိုးထားလိုက်ရင်အရာညာချတော့အခဲမချီတာနဲ့စိုးကျဲအင်ကြီးကိုအပေါက်ဖောင်းကိုရီးယားဆောင်ချုံပြီးဝိုးမဂျာကြီးတော်တော်အကုန်ကြမြမယ်အဲဝဲဆုံနဲ့ဟာချိုးလာတတာတော်သေးတယ်ထိုးကနေမှမတ် ဲ့ရွှေနိုးတာလို့ကြားရည်ပြေရောအဲ့ဒါနဲ့မနက်ကြတော့ဟိုလူဖြစ်မဲ့ဒီလူဖြစ်မဲ့ဒါလောက်ကြားကြီးဒီဇိုင်းကိုမှတ်မိကြဘူးအဲ့ဒါသူတို့အိမ်လဲအပူတွေများပါတယ်ဆိုပြီးဘုံကြောင်မှာအလူလာလောက်ကြတာကြားရည်လာရှုပ်ပြန်တာပဲအဖွာကြီးကို တွေးထိုးပြီးအချိုးကသူတို့စီးဝါးရေးတွေလော်ဝကြီးအုံမှာဖာညာနဲ့တွေးထိုးတော့အဖွာကြီးလဲတမျိုးဖြစ်သွားတယ်ပြီးတော့ဟာချိုးညမှာကကြားရည်ကိုခင်းတော့ကြားရည်ဆိုတာတကယ်ကိုရိုးတယ်ဆိုပြီးစကားလာပြောပြန်ရောလာပြောတော့ဟာချိုးကတခါတွေးတွေးတော့သူတို့လိုက်ရှာ ရှာတော့မကြီးမကဲတွေနဲ့ကားပတ်ပြေးနေတာအရာကားပတ်ပြေးနေတော့မတင်ရွှေကလည်းအချိုးကိုစိတ်မချဘူးဆိုပြီးနောက်ကလိုက်ရှာမတင်ရွှေလိုက်ရှာတော့သူ့အိတ်ထဲမှာဘုံကြီးကမဲ့ဝတ္ထုငွေတွေပါသွားတယ်ဆိုလို့ဤတုံချမ်းကတခါလိုက်ရှာနေချုပ်ခံနေတာပဲအရာဤတုံချမ်းလိုက်လိုက်တဲ့ချိန်ကျတော့မတင်ရွှေကအချိုးကိုတတ်လိုက်ပြီးတတ်လိုက်တော့ဤတုံချမ်းကလည်းကြောက်လန့်ပြီးမေးသူမေးသွားတော့နောက်ကမှအဖိုးကြီးဦးသူတော်ကတခါလိုက်ရှာနေဖုံချောင်းလာတာအလူမလောက်ပါဘူးလူလိုက်ရှာနေရတယ်နဲဖုံဖုံလည်းဟာ မစားသောသောဒနဖြစ်တော်မင်းအမမချပါဘူးဥသူတော်ကဤတုံချမ်းကိုတွေ့တော့အကျိုးကြောင်းမေးကြည့်တာဤတုံချမ်းကပြောမထွက်ပါဘူးဆိုပြီးအဖိုးကြီးဖန့်ကိုတွေ့လို့အဖိုးကြီးမိမကတခါတွေ့ပြီးချွေမနဲ့ဖောက်ပြန်နဲ့ဖြစ်ပြန်ရောကိုမရှုံးခံနေရပဲအဲ့ဒါပြီးတော့တခါဤတုံချမ်းကအဖိုးကြီးမပြောဘဲကြားကြီးလာပြောလို့ကြားကြီးကဘသူမှမပြောနဲ့လူသေးချောင်းစုံစမ်းပေးမယ်လို့ပြန်ရောကိုမကြားကြီးကဘာလဲတော့မသိဘူးမိပြုံနဲ့ sorry နဲ့တအားခင်နေတာ အလိုနဲ့သဒ္ဒနာတွေဒရီဒန်းကြီးရှင်းကြရင်အဖိုးကြီးနဲ့အဖွားကြီးအစင်ပြေးသွားပြီမင်းဤတုံချမ်းကဆေးုံရောက်နေပြန်ရော အမားမျက်နှာတစ်ခုလုံးပတ်တီးပဲစီးထားပြီးသေမလို့ဖြစ်တော့မတင်ရွှေကအကုန်ဖော်တာကိုသိန်းမြင့်ကိုလည်းသူ့တတ်တာဘာလို့ဆိုကြားကြီးနဲ့သူ ဖောက်ပြန်တာကိုကိုသိန်းမြင့်ကသီတော့ဖော်မယ်လို့တာမတင်ရွှေကဗရန်ဒါမှာနေချောက်ဖို့တိုင်းတွေထပီလို့ကိုသိန်းမြင့်လည်းငူးနောက်နေတော့မတင်ရွှေကခြေထောက်ကမြောက်ပြီးပြစ်ချတယ်တော့အိုခဲကိုသူ့ဘာသူစောင့်ပြီးသူ့ဘာသူ ကောင်းနေတာ ားဝိုးမကိုသိနေဒီကန်ဒီကိုမြင်မကောက်ဘူးပြီးတော့ဟချိုးကလည်းသူနဲ့အချာကြီးတိတိတူးနေတာကိုတွေ့သွားတော့တစ္ဆာမထောက်မြေတာပြောင်းအခုတော့ငါမအဟူအဝါပျောက်နေဖြစ်ပေါ်ပြီဆိုတော့သူကနောက်မှာဂျာကြီးနဲ့ကအရင်တည်းကလင်မယားတွေဆိုပြီးသူပစ္စည်းတွေလိုချင်လို့သူနဲ့ဟန်ဆောင်လက်ထက်ခဲ့တာတွေပြောပြလိုက်တော့ဝိုးမရှုပ်ကုန်မြန်ရောဂျာကြီးကလည်းသဘောထားချီချမ်းအရာဂျာကြီးသဘောထားချီပြီမယ်အချိုးကသဘောထားမချီနိုင်တော့ရန်လေးဖြစ်တာသူတော့ဘာမှမလုပ်လိုက်ရဘူးမတင်ရွှေတီးလို့ငါ နဲ့လဲမှောက်သွားပြီးဂျာကြီးကပါကောင်းတဲ့ထူလိုက်လို့ငနဲ့လဲသေရောသူသေးတော့ဤတုံချမ်းကမြင်ဤတုံချမ်းမြင်တော့ဂျာကြီးကကားနဲ့တိုက်တက်ခေတာအကုန်ဖျော့ပြီးဤတုံချမ်းကိုကိစ္စတုံးမဲ့လုကမှာကိုလားရှိလို့ရလာလို့ဂျာကြီးလဲရှာရှာပါပါမတင်ရွှေနဲ့လင်းမယားဖြစ်ကမှာအသက်သက်ဆုံးတော့မတီးထုတ်လိုက်ရပဲဂျီရဲအောင်ရင်ပြီးဆုံးသွားပြီပေးချင်တဲ့ message ကတော့ချစ်ခေတာလေးနှစ်အပြည့်မဲ့စာဂွေးညစ်ဆိုတာပါပဲဘိုးမဂျာကြီးအားလုံးရဲ့ချစ်စုတင်ပါတယ်